ခရစ်နှစ်မတိုင်ခင်ကာလတွေကတည်းက Halloween ရဲ့အစလို့ခေါ်ရမယ်ပွဲတော်တစ်ခုကိုကျင်းပခဲ့ကြပါတယ်ဒီပွဲတော်ရဲ့ရောက်လာပြီဆိုရင်တေသူတွေနေထိုင်တဲ့ဝိညာဉ်လောကနဲ့လူလောကကြားကရန်သားတွေဟာကွယ်ပြောက်ပြီးတေဘီရဲ့မိစ္ဆာတွေရောလက်တွေရောဟာလူလောကထဲကိုဝင်လာကြားတက်တယ်လို့ရှိကအယူဆရှိကြပါတယ်အဲ့ဒီအတွက်ကြောင့်ဒီပွဲတော်ရဲ့အချိန်အခါမှာလူတွေကမကောင်းဆိုးဝါးတွေကိုနှင်ထုတ်ပေါ်ရွေချက်နဲ့မိဘုံတွေပုံကြသလိုမကောင်းဆိုးဝါးတွေအန္တရာယ်မပေးနိုင်အောင်လို့ ထူးဆန်းတဲ့တစေတရဲ့ဝတ်စုံတွေဝတ်ပြီးလက်လေသွာလာတတ်တဲ့ဓလိမျိုးကိုကြည့်တုံးခဲ့ရပါတယ်။ ခေတ်ကာလတွေပြောင်းလာတာနဲ့အမျှ Halloween ဆိုပြီးဖြစ်လာတာပါ။နိုဝင်ဘာတရက်နေ့က Celtics အယူအဆအရ New Year ရက်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီရက်မတိုင်ခင်တရက်အလိုအော်တိုဘာ31ရက်ကို Halloween ရက်လို့သတ်မှတ်ပြီးကျင်းပခဲ့ကြတာပါ။ Halloween ကြောင်းပြောရရင်တော့ရွှေဖြုံဒီမိအိမ်နေအကြောင်းကလည်းမပါမဖြစ်ပါပဲ။ရွှေဖြုံဒီမိအိမ်နေဖြစ်လာတဲ့အယူဆနဲ့ပတ်သက်ရင်ဇက်လန်တွေကလည်းအမျိုးမျိုးကွဲလွဲနေပါလေ။ Irish တန်လာရီတစ်ခုမှာတော့ Jack လို့ခေါ်တဲ့လူလင်တယောက်ကြောင့်ရွှေပြုံသီးမြေပြုတ်လုပ်တဲ့ဓလေ့ဖြစ်လာတာလို့ဆိုကြပါတယ်။ဒီတန်လာရီကိုပြန်ပြောရမယ်ဆိုရင်တော့ လူတွေကိုလိန်ညာတက်တဲ့လူလိန်တယောက်ဖြစ်တဲ့ချက်ခါမကောင်းမှုတွေပြုနေတဲ့အတွက်တနေ့မှသူ့ရဲ့ဝိညာဉ်ကိုနှုတ်ယူလာတဲ့စေတန်နတ်ဆိုနဲ့တွေ့ခဲ့ပါတယ်။အဲဒီကောင်မှချက်ခါနတ်ဆိုကသူ့ကိုဒုက္ခပေးတော့မယ်ဆိုတာသိတဲ့အတွက်နတ်ဆိုကိုသူကလိန်လယ်လှည့်ပြပြီးပန်းသီးပင်ပေါ်ကိုတက်ခိုင်းခဲ့ပါတယ်။ပြီးတော့မှနတ်ဆိုကိုပြန်ဆင်းမလာနိုင်အောင်အပင်ချင်းအနားမှာလက်ဝါကတိုင်ပုံထရင်ပြီးဒုက္ခပေးခဲ့တယ်လို့ဆိုပါတယ်။ Iris တနိုင်မှာတော့ဒီလိုဖော်ပြထားပါတယ်။ဒါပေမဲ့တခြားမူဝဲတစ်ခုမှာတော့စေတန်နတ်ဆိုဟာ Jack ရဲ့ဝိညာဉ်ကိုနှုတ်ရအောင်လာခဲ့ပြီမဲ့ Jack ကအပေးတစ်ခုလောက်ကိုတောင်းဆိုခဲ့ပါတယ်။လက်ဆိုးကိုဒင်းကားပြားပုံရောင်းဆောင်လိုက်ဖို့ပြောပါတယ်။အမှန်ကလူလိန် Jack ကလက်ဆိုးကိုလှည့်ပြဖို့အစီအစဉ်ချခဲ့တာပါ။အစီအစဉ်အရလက်ဆိုးကဒင်းကားပြားရောင်းဆောင်ရမယ်။ အဲ့ဒီဒင်းကားပြားကို အိတ်ကတ်တွေထည့်ပြီးတော့ check ကဈေးသွားဝယ်မယ် check ဈေးဝယ်ပြီးတဲ့အခါမှာလက်ဆိုးကတကူနဲ့ပျောက်ွယ်လိုက်ရမယ်အဲ့ဒီကရရင်ဒင်းကားပြားပျောက်နေမယ်ဆိုင်ရလူတွေကဒင်းကားပြားကိုပြန်ရီတွက်တဲ့အခါပြောနေကြတာကိုသိရမယ်အဲ့လိုဆိုဆိုင်ကလူတွေအချင်းချင်းတယောက်ကိုတယောက်တခိုးလို့ဆွတ်ဆွဲရင်အငင်းကုန်ဖြစ်ကြမယ်အဲ့ဒီကနေလူတွေအုပ်စုလိုက် ပြဿနာဖြစ်ကြမယ်သွေးထွက်တန်ရိုးဖြစ်ကြမယ် ေချေရမယ်ဒါဆိုငါ့ကိုလည်းမင်းခေါ်သွားလို့ရမယ်တခြားသူတွေလည်းမင်းခေါ်သွားနိုင်မယ်ဆိုပြီးတော့ Jack က Natsu ကိုပြောခဲ့ပါတယ်ဒီလိုမျိုးဆိုမကောင်းဘူးလားလို့ Jack ကမေးတော့ Satan Natsu ကတဘောတူလိုက်တယ်အဲ့ဒါနဲ့ Jack က Natsu ကိုဒါဆိုဒင်းကားပုံပြောင်းပြီးအိတ်ကက်ထဲကိုဝင်ပါငါဈေးဝယ်ဖို့တွားမယ်လို့ပြောလိုက်ပြန်ပါတယ်အဲ့လိုနဲ့ Natsu ဟာဒင်းကားပြားပုံပြောင်းပြီးတော့ Jack ရဲ့ပတ်သက်အိတ်ထဲကိုဝင်လိုက်တဲ့အခါမှာတော့ အရင်ဆုံးကန့်ဆိုးသွားတာကလက်ဆိုးကိုယ်တိုင်ဖြစ်နေပါတယ်။ Jack ရဲ့ပတ်ဆက်အိတ်ထဲမှာလက်ဝါကက်တိုင်အဆောင်ကလေးရှိနေပြီးအဲ့ဒီအဆောင်ကြောင့်လက်ဆိုးရဲ့ swine in တွေကြောကြသွားရပါတယ်။အဲ့လိုနဲ့လက်ဆိုးဟာ Jack ကိုတုံ့ကောက်မပေးနိုင်တော့ဘဲနဲ့လူပြည်ကနေပျောက်ကွယ်သွားခဲ့ရပါတယ်။ဒါပေမဲ့ Jack ကလူတစ်ပါးဝအရာမကြခင်မှာတည်ဆုံးခဲ့ရပါတယ်။အဲ့ဒီကောင်မှသူ့ဟာလူတစ်ပါးကိုလိန်ညာခဲ့တဲ့အကုဒိုတွေကြောင့်ကောင်းကင်ဘုံကသူ့ကိုလက်မခံတယ်လို့လက်ဆိုးကိုလှည့်စားထားတာကြောင့်လည်းငရေကလက်မခံပြန်ပါဘူး။ ချက်ရဲ့ဝိညာဉ်ခမရအေးဆက်မောင်မိုက်တဲ့လမ်းတွေအပေါ်မှာအထီးကျန်စွာနဲ့လှဲလှဲသွားလာနေရပါတော့တယ်။အဲ့ဒါကိုမြင်ရတဲ့အခါလှောင်ပြောင်လူတဲ့နတ်ဆိုးကသူ့ကိုအနှွေးတက်ရပါစေဆိုပြီးတော့ဘတော်မှမငြိမ်းသွားမဲ့ငရဲပြည်ကမိစလေးကိုစားတယ်လို့နောက်တယ်လို့နဲ့ချက်ကိုမျှဝေပေးခဲ့ပါတယ်။အဲ့ဒါကိုချက်ကလည်းသူ့မှာပါလာတဲ့မော်လာဦးအနွယ်ဝင်တဲ့ဥတမျိုးကိုထွင်းပြီးတော့မိစလေးကိုမိရင်လို့ဒေဆောင်သွားခဲ့ပါတယ်။ ဒီလိုနဲ့ဒီဖြစ်ရကြောင့်လူတွေဟာပုံငင်အထိမ်းမှတ်နဲ့မိရင်တွေလိုက်လို့ရတာနောက်ပိုင်းမှာပိုးလွယ်လွယ်ကူကူရနိုင်တဲ့ရွှေဖြုံဒီနဲ့အစားထိုးလုပ်ခဲ့ကြပါတယ်ဒီလိုနဲ့ဟောလိုဝင်းမှာရွှေဖြုံဒီမိရင်လုပ်တဲ့အလေးတွေခစ်စားလာပါတော့တယ်တချို့ယူဆအရဆိုရွှေပြုံသည်မိအိမ်ဟာအိမ်ကိုတည်ရတဲ့စီတွေမလအောင်စောက်ရှောက်ပေးနိုင်တယ်လို့မှတ်ယူထားကြပါတယ်။ဒီမိအိမ်ရဲ့အလင်းဟာသွေးဆုပ်ဖုတ်ကောင်နဲ့လူတွေကိုခွဲရပေါ်လွင်စေအောင်မို့သွေးဆုပ်ဖုတ်ကောင်တွေကရွှေပြုံသည်မိအိမ်တွေကိုကြောက်ကြတယ်လို့လည်းအယူဆရှိကြပါတယ်။ အဲ့လိုနဲ့ခစ်တွေတဖြည်းဖြည်းရွေ့လျားလာတော့ Halloween party မျိုးရဲ့အပြင် အနောက်တိုင်းမှာ trick or treat ဆိုတဲ့အစင်လာလေးတစ်ရက်လည်းထပ်ပြီးရှိလာပါတယ်။ကလေးတငယ်တွေက တရေတစေတွေလို့ဝတ်ဆင်ပြီးအင်ဒီကိုတကားလိုက်ခောက်ပြီးတော့ trick or treat လို့မေးတတ်ကြပါတယ်။အင်ဂျင်တွေကမုတ်မကြွေးဘူးဆိုရင်အင်ဂျင်တွေကိုပဲဖြစ်ဖြစ်အင်တွေကပစ္စည်းတွေကိုပဲဖြစ်ဖြစ်ထိခိုက်အောင်ပျော်တော်ဒုက္ခပေးမယ်ဆိုတဲ့သဘောနဲ့ပါ။ကျွန်တော်တို့ဇီကကြီးမလို့ပဲတခိုးချင်းရပုံစံမျိုးနဲ့နှိဆက်တယ်လို့ပြောလို့ရပါတယ်။ဒါပေမဲ့အိမ်တွေကတော့အချိုမုံနဲ့ကလေးတွေကြိုက်တတ်တယ်တကြားလုံးတွေကျွေးရတာများပြီးတချို့အိမ်တွေမှာဆိုမုံလာတောင်းလို့ရတယ်ဆိုတဲ့သဘောနဲ့ဟောလိုဝင်းအပြင်စင်တွေပါကတ်ထားကြပါတယ်။နောက်ပိုင်းတွေမှာတော့ Trick or Treat ဆိုပြီးကျင်းပပုံအသစ်တစ်ခုက အမေရိကန်နဲ့ကနေဒါမှာပါခေတ်စားလာပါတယ်။ကားနောက်ဘုံကိုဖွင့်ပြီးတော့ကလေးတွေယူဆောင်စားတောက်နိုင်မဲ့မုတ်တွေအပြင်ကစားနိုင်မဲ့ကစားကြရလေးကိုလည်းချိတ်ပြထားတဲ့ဒလေးဖြစ်ပါတယ်။ကလေးတွေအိမ်ကလှည့်လည်တောင်းနေတာထက် ဘေးအန္တရာယ်ကင်းတာမို့လို့လူကြီးတွေကပူတဘောကြပြီးတော့ trick or treat ပွဲလေးတွေစီစဉ်ပေးတာမျိုးတော့လုပ်လာကြတာမျိုးရှိလာပါတယ်ဒီလိုနဲ့ကာလကြာရှည်လာတဲ့အခါမှာတော့ယုံကြည်မှုတလေးတစ်ခုကလည်း Halloween ဟာပျော်ဝဲရွှင်ပွဲတသက်လို့ဖြစ်လာပြီးတရေတစေအဝတ်စာတွေနဲ့ပါတီပွဲတွေစားတောက်ပွဲတွေပြုလုပ်လာကြတဲ့အချိန်ကိုရောက်လာခဲ့ရပါတော့ဒါကတော့ Halloween ဘလို့ဖြစ်လာရတယ်လဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။မကြာခင်မှာ Halloween ရောက်လာတော့မှမလို့ ပါဝင်ဆင်နွှဲကြမယ်ဆိုတဲ့သူများကြိုတင်ပြင်ဆင်ထားလို့ရပြီဖြစ်တယ်လို့အိမ်မှာပဲနေပြီးဖြတ်တမ်းမဲ့သူတွေအတွက်က Hallway မှာကြည့်ဖို့ Movie List လေးတွေပြန်လောက်ထားဖို့တင်ပါပြီကျွန်တော်ရဲ့ Facebook Page မှာလည်း Hallway Movie List လေးတွေစုစည်းပေးထားပါပဲဗျအဆုံးထိကြည့်ပြီးတာကျေးဇူးများရင်တင်ပါတယ်နောက်ဗီဒီယိုတင်ရင်လည်းထပ်မြင်နိုင်အောင်လို့ကျွန်တော် Channel လေးကို Subscribe လုပ်သွားပေးလို့ရပါတယ်ခင်ဗျကျွန်တော်ကတော့လူသက်ကြီး Channel ကဒူရာဖြစ်ပါတယ်